ဒါပြောဖို့အကိုရပြီးတော့ကျွန်တော်တို့เนี่ยတို့เนี่ยနီနီလေးဟိုကွန်ကရစ်လမ်းရမှာဟိုဘက်ဒီဘက်ကိုချပြကျွန်တော်တို့ကတော့ပြောတာပေါ့တိုင်ရင်းနေတော့မင်းတို့ကောင်နေအလင်းဝင်မင်းတို့မိသားစုတွေကိုခေါ်ခဲ့တွေ့ပြီးမယ်သမင်းရောကျွေးမယ်နေနေကျွေးမယ်မင်းတို့အေးမင်းတို့တော့ဘိုင်းနဲ့စားလို့မသိငါတို့ကတော့ပြည်သူတွေလာပို့တယ်စက်သားချက်တွေဝက်သားချက်တွေနဲ့စားတာပေါ့နော် အဲ့တော့မင်္ဂလာပါညီလေးမင်္ဂလာပါကိုဟုတ်အဲမင်္ဂလာပါဟိုဟာညီလေးအရင်ဆုံးညီလေးရဲ့အကြောင်းလေးဒီတော်လိုင်းမှာပါဝင်ဖြစ်ပုံလေးပါလေးပေါ့နော်အဲနဲ့ပတ်သက်လို့နည်းနည်းလေးအချင်းချင်းလေးမိတ်ဆက်ပေးပါဦးမဟုတ်ကဲ့ကျွန်တော်ကတော့ပခုတ်ခရိုင် MX တိုင်းရင်းမှာ SMU တာဝန်ထမ်းဆောင်နေရဲဘော်တုတ်တုတ်ဖြစ်ပါရဲ့ကိုဟာနာမည်တုတ်တုတ်လားပေါင်းဟုတ်တယ်ဗျာကိုကျွန်တော်နာမည်တုတ်တုတ်ဟုတ်ပြီဟုတ်ပြီချေပြောချပေါင်းရတဲ့အကြောင်းရတော့ကိုဒီအကြောင်းအရာကြီးကိုမကြိုက်တာပေါ့နော်မကြိုက်တော့ကြတော့ကျွန်တော်တို့2021 2021တလာပိုင်း 2021 2020နှစ်အကုန်2020တလပိုင်းအနေစာပြီးဝင်ခဲ့တာပေါ့ကျွန်တော်။ဟုတ်။ကျွန်တော်တို့အရင်တုန်းကဆန္ဒရေးကြရဲဆန္ဒပြလို့မရတော့တဲ့အတွက်ကြောင့်ကျွန်တော်လက်နဲ့ကန်ရတယ်။အဲအဲ့လိုကြောင့်ဒီအကြောင်းတရားရေးကိုဒီလိုအာဏာသိမ်းနိုင်ရေကျွန်တော်တို့မကြိုက်တဲ့အတွက်ကြောင့်ဒီထက်ဝင်ဖြစ်ခဲ့တာပေါ့။ဟုတ်။အဲ့တော့ညီအဲ့လိုမျိုးဆုံးဖြတ်တဲ့အချိန်မှာမိဘတွေကိုအသိပေးလား။မိဘတွေကဘာပြောလဲ။မိဘတွေကိုက အကျွန်တော်ကတလားလောက်ကြိုးပြီးတော့အတီးပေးခဲ့တာကိုအတီးပြီးတော့ကြတော့အင်းကတော့မသွားနိုင်ချင်းဒါပေမဲ့ကျွန်တော်သွားခဲ့တော့အင်းကလိုက်ပို့တယ်ဟာအဲ့လိုလားဟုတ်ကဲ့အကိုအဲ့လိုကျွန်တော်ကလည်းအင်းမှာကအငယ်ဆုံးသားဆိုတော့ကြတော့အင်းကနေအဲ့လိုမသွားနိုင်ချင်တာပေါ့မသွားနိုင်ချင်တဲ့ခြေရံမှာကျွန်တော်ကတော့သွားမှာဒါယူတော့လုံမှာပေါ့လုံမှာဆိုတော့ကျွန်တော်တော့လိုက်တော့ပို့ပေးရှာရယ်မဝင်တော့မဝင်စီချင်းဒါပေမဲ့လိုက်ပို့ပေးရှာရယ်အင်းကဩပြီးပါပြီเนาะအခုဆိုရင်တော့ဒါဂုံယူနေရပြီပေါ့ဒီတုတ်တုတ်အဲ့အသက်အသက်ဘယ်လောက်ရှိပါကြီးအသက်ဘယ်လောက်ရှိပါ ။နောက်ဘက်က27ရှိပြီဗျာ။ဟောဟောဘေးတကယ်ဖိုက်တာတွေကွာ။ဖိုက်တယ်ဖိုက်တယ်။အဲ့တော့ဒါညီတို့အဲဘုခုကအမရှိတဲ့ရင်းအနေနဲ့ပေါ့နော်အဲအင်းတော်မှာပါဝင်တိုက်ပွဲဝင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ညီတို့ဘာတွေတွေ့ကြုံခဲ့ရလဲအဲဘာဘလိုမျိုးခံစားချက်မျိုးတွေဖြစ်မိလဲပေါ့နော်အဲအဲ့အဲ့တွေ့ကြုံနေပတ်သက်လို့ဒီမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်လို့နည်းနည်းလေးပြောပြစေချင်ဟုတ်ကဲ့ဗျကျွန်တော်အနေနဲ့ဒီမြို့သိမ်းဆိုတာကကျွန်တော်တို့ဘက်မှာကျွန်တော်တို့ဒီဘက်မှာမရှိတော့ကျွန်တော်အနေနဲ့ပထမဆုံးပေါ့ အဲအင်းတို့ကကျွန်တော်ပထမဆုံးပထမဆုံးတော့အတွေ့အကြုံနဲ့ပြီးတော့ကျွန်တော်ကိုတတ်ဆွမှုတာဝန်အနေနဲ့ရောယူရတာပေါ့ကိုယ့်ရမှာပထမဆုံးအတွေ့အကြုံရောဖြစ်တယ်ဒီတတ်ဆွမှုတာဝန်ရောယူရဲဆိုမှလည်းလည်းဆိုးရိမ်မှုရှိရပေါ့ကျွန်တော်တစ်ခါမှမတွေ့ကြုံခဲ့ဘူးတဲ့အတွေ့အကြုံမျိုးရရဆိုတော့တော်လဲဆိုးရိမ်မှုရှိရပြီးတော့ကိုယ့်လူတွေကဒီဘာမှကြီးကားရောဟဲမတ်တွေရောမပါတဲ့အဲ့ကြောင့်မို့တခြားသူတွေဆောက်လို့ရှိရင်ကျွန်တော်ပို့ပြီးရဆိုးရိမ်ရတာပေါ့ ကျွန်တော်တို့ကလည်းမပြည့်စုံတော့လက်နဲ့အင်အားတွေမပြည့်စုံတော့သူတို့ကလည်းအစကတည်းကအနည်း90ကျော်ရှိရစစ်တပ်ကြီးကိုကျွန်တော်တို့အနေနဲ့သွားတိုက်ရတာဆိုတော့လွယ်တော့မလွယ်ဘူးပေါ့အကိုရဲဒါပေမဲ့မလွယ်တော့ကျွန်တော်တို့စိတ်နဲ့ပေါ့စိတ်ဓာတ်အင်အားနဲ့တိုက်တော့ကြတော့အရှင်တော့တော်တော်ပြေခဲ့ရပဲကျွန်တော်တို့ဆုံးရှုံးမှုတွေတော့ရှိရဒါပေမဲ့အရှင်ပြေပါရဲ့အကိုပေါ့လူငယ်ပိုင်းလေးတွေများတော့တခုဆိုရင်လုံမယ်စောမယ်ဘာမှတော့မစင်စားဘူးပေါ့အကိုတခုဆိုရင်လုံမယ်ကျွန်တော်တို့ကလည်းပြီးတော့ဟိုဟာအရန်သူရင်နဲ့အရန် မကွာဘူးဗျာကျွန်တော်နေခဲ့ရမီတာ90လောက်သူတို့တက်ပြီးတော့လုံမယ်ဆိုရင်မီတာ30 25လောက်ကနေတက်ပြီးလုံခဲ့တာပေါ့အခုအဲကျွန်တော်တို့ခုဆိုလုံမယ်ဘယ်လိုလုံအောင်မလို့ဘယ်လိုအဲ့နေရာကိုရန်သူနေရာကိုရဖို့အတွက်ဘယ်လိုလုံအောင်မလို့ကျွန်တော်တို့လိုင်းချင်းတွေတူတယ်ဒီမြောက်လိုင်းကူတွေတူပြီးတော့မှတိုက်ခဲ့တာအခုမြောက်လိုင်းကူတွေရောတူတယ်ပြောအကုန်လုံးကလူငယ်လေးရဲ့အချိန်ဆိုကြအကုန်တက်တက်ကြွကြနဲ့အာဆောမယ်နှက်မယ်လုံမယ်ပင်ပန်းနာမျိုးသူတို့ကအဲ့လိုမျိုးကြီးတားကြီးမငင်းညူရဲနဲ့ တတော်ကိုလုတ်ယူစားပြီးလုတ်ခဲ့တာပေါ့ဟုတ်ဟိုဘက်ကကောင်တရရောဘလို့လဲဘက်ကကောင်တနေခုနစေးဒါရီရောဘလို့အခြေအနေရှိလဲအဲ့တုန်းကနေခုနစေးဒါရီရကျွန်တော်တို့လည်းတက်ပြီးတော့တိုက်ရောအကုန်းကုန်ဆုတ်ပြီးရောဒါကိုသူတို့ဟာရောသူတို့ကသူတို့အဲ့မှာကျွန်တော်တို့လည်းဆဆပြီးတော့ဝင်းပြီးတော့လုတ်ရောဒီကောင်တွေကဒန်းတော့ခံနေရကိုနောက်ဆုံးကြတော့ကျွန်တော်တို့ RPG နဲ့ထူပြီးတော့ကျွေးလိုက်တာပေါ့ဟုတ်ဟုတ်အဲ့တော့ဒီကောင်တွေလည်း တုတ်ပြီးတော့ကျွန်တော်တို့လည်းကျွန်တော်တို့တက်မှတ်ထားတဲ့နေရာကိုရခဲ့တာပေါ့အခုဩဩအဲ့ဒါဆိုအဖွဲ့တွေကအဲပူပေါင်းပြီးတော့တိုက်တဲ့အချိန်မှာဒါရီမန်းချက်ကိုစီပေးပြီးတော့ချတာပေါ့နော်အဲကြတော့အဲတတော်များများကစိတ်အားထက်သန်ပြီးတော့လှုပ်ကြရတွေ့ရညီလေးအဲကြဒီတိုက်ပွဲနဲ့ပတ်သက်လို့အဲရီမန်ဂျက်အောင်မြင်တဲ့အပေါ်မှာခန်းစားရတဲ့ခန်းစားမှုတွေရောဘာတွေရှိလဲခန်းစားခန်းစားမှုကတော့ကိုတအားပြောတာပေါ့ပြီးတော့ကျွန်တော်တို့ ဒီကျွန်တော်တို့ဝင်ပြီးတော့လုပ်ခဲ့တဲ့နေရာကတခြားတပ်ဖွဲ့ဘက်တီအတွက်ရောနည်းနည်းလေးအရေးပါတဲ့နေရာဖြစ်နေရအောင်ကျွန်တော်တို့တိုက်တယ်6နာရီလောက်ကနေအဲ့လိုတိုက်တယ်ဒါပေမဲ့9နာရီလောက်ထိမရဘူးပေါ့နော်ဒီကောင်ကြီးကဒါကခန်းနေရောအာနောက်ဆုံးကြမှာပဲမထူးတော့ဘူးအ RPG နဲ့ပဲ RPG ထုလိုက်အောင်ဆိုကြတယ်မှာထုလိုက်ခံကြမှာရတော့ပေါ့ကျွန်တော်မနေ့6နာရီကနေစပြီးတော့တိုက်တာ9နာရီတောင်းမှရခဲ့တာကိုတို့နေရာကိုကျွန်တော်9နာရီလောက်ဒါပြောပေါ့အခုပြီးတော့ကျွန်တော်တို့ နဲ့သူတို့နဲ့နီနီလေးဟိုကွန်ကရစ်လမ်းရမှာဟိုဘက်ဒီဘက်ကိုချပြကျွန်တော်တို့ကတော့ပြောတာပေါ့တိုင်ရင်းနေတော့မင်းတို့ကောင်နေအလင်းဝင်မင်းတို့မိသားစုတွေကိုခေါ်ခဲ့တွေ့ပြီးမယ်ထမင်းရောကျွေးမယ်နေနေကျွေးမယ်မင်းတို့အေးဒီနေရာပြီးကျွန်တော်တိုက်ဝဲချက်မှာတိုင်ထမင်းစားအနေနဲ့မင်းတို့တော့ဘိုင်းနဲ့စားလို့မသိငါတို့ကတော့ပြည်သူတွေလာပို့တယ်ကျသားချက်တွေကသားချက်အိမ်နဲ့စားတာပေါ့နော်အဲ့လိုတွေပါပြောပြချတာ အဲ့လိုတွေပြောပြီးတော့တိုက်ခဲ့တာအဲ့တော့ဒီတိုက်ပွဲမှာညီမမရဖြစ်စင်နေပါလေမမရဖြစ်ပြက်နေပါလေရှိရင်ဝေပြပြပါမမရဖြစ်တာတော့ကိုကျွန်တော်တို့ခဏနားနေတဲ့အချိန်ပေါ့ကျွန်တော်တို့ဒီမှာပါလာတဲ့ဒီဂျီကာလေးရောချွတ်တနက်တီရောထောင်းခဏနားနေတဲ့အချိန်မှာကြောင်ကသူပြားပေါ်ကျွန်တော်တို့ခုံးချတာကျွန်တော်တို့နားနေရနားသူပြားပေါ်ခုံးအဲ့တော့ကျွန်တော်နှစ်နှစ်တိပြစ်တယ်ဆိုပြီးအကုန်ထပြီးတာပေါ့ညံသူရင်းနဲ့ဒါနီးကန်နေတဲ့အချိန်ဆိုတော့ ကျွန်တော်တို့လည်းအေးစေးစေးနားနေတဲ့အချိန်မှာကြောင်းကအဲ့နာမှာရှိတဲ့ကြောင်းကကျွန်တော်တို့နားနေတယ်သူပြဖို့ဘုန်းဆိုခုံးချပါကျွန်တော်တို့ကနာနာတိပြစ်ပြီးဟဲ့ဆိုအကုန်ထပြီးထွက်ပြီးအောင်အော်အဲ့လောက်ထိကိုနီးကက်နေရနော်အဲ့လောက်ထိနီးကက်တယ်အကိုကျွန်တော်တို့လောကဆိုအဲ့လိုမီတာ78ကွန်ကရစ်လမ်းလေးရမှာဟိုဘက်အိမ်ဒီဘက်အိမ်နဲ့အဲ့လိုမျိုးတိုက်ခဲ့တာအော်ကြားနေအောင်စကားပြောရပါရဲ့ ကြားနေရတယ်အခုဒီတနေ့တန်နေကြားရတယ်အဲ့လိုအော်ပြောသူတို့လည်းအော်ပြောအဲ့လိုမျိုးအပြန်အလှန်အော်ပြောနေကြအဲဒါမြို့သိန်းတိုက်တဲ့ချိန်ပါရေတို့အောင်ပွဲခံတဲ့အစ်တီပါပါတယ်ပေါ့အဲ့ဆိုဟုတ်ကဲ့အခုအဲ့လိုမျိုးကျွန်တော်တို့ပထမဆုံးတိုက်တဲ့အချိန်တော့ကျွန်တော်တို့ရခဲ့ရပေါ့သုံးလုံးရရဲ့အထီတော့ကျွန်တော်တို့ကမပေါဝင်နိုင်ခဲ့ဘူးပေါ့ကျွန်တော်တို့ပြန်ခောက်ခဲ့ရ3ရက်လောက်ပဲကွာတာအခုဩ3ရက်လောက်လိုတဲ့အချိန်မှာကျွန်တော်တို့ရဲ့လိုက်ချက်တွေကြောင့်ပေါ့ပြန်ခောက်ခဲ့ရဩဘယ်လိုဘယ်လိုမျိုးတွေကြောင့်ပေါ့ ကျွန်တော်တို့မှာကတခြားရဲဘော်တွေမှာအကုန်လုံးပါဗျာအဲဟိုပါတယ်ကြီကာတွေပါတယ်ဟဲမတ်တွေပါတယ်အခုကျွန်တော်တို့သွားခဲ့တဲ့25ရောက်ကကျတော့ကြီကာလည်းမပါဘူးကိုဟဲမတ်လည်းမပါဘူးအာကျွန်တော်တို့အတွက်တခြားတခြားတွေဟာလည်းဆိုကျွန်တော်ထိတဲ့ရဲဘော်ကလည်းပြီးတော့ bike ကိုထိသွားတာအခု bike ကိုထိတာတဲ့ကြောင့်တကယ်တော့မှအဲ့နေရာမှာလားဩကြီကာပါခဲ့ရင်တော့လုံးဝ သူထိတဲ့နေရာကိုကာကွယ်ပေးနိုင်မှာပေါ့နော်ဟုတ်ကဲ့ဟုတ်တယ်ကိုကြီးကပါလို့ရှင်တော့သူထိတဲ့နေရာကိုကျွန်တော်တို့ကာကွယ်ပေးနိုင်မှာပေါ့သူ့ကိုလည်းကျွန်တော်တို့ဘက်ကနေဆုံးရှုံးရတော့ပေါ့အော်အဲ့လိုဝေးပါဒါပေးဆက်လိုက်ရတာနော်ဟုတ်ဟုတ်ကဲ့ဟုတ်ညအဲ့25ရောက်လုံးကလုံးဝဘာမှမပါပဲနေကိုအဲ့အင်းတော်မျိုးသိမှသွားတိုက်တာဟုတ်တယ်အကိုဘာမှမပါဘူးအကိုကြီးကလည်းပါဘူးဟဲ့အမှန်လည်းမပါဘူး ။အော်မင်းတကယ်ဖိုက်တာ။ဒါမှမဟုတ်ဒါရိုးရိုးဘလို့ equipment ရိုးရိုး equipment လေးတော့ပါတယ်အခု။ရိုးရိုး equipment လေးနဲ့ပဲဒီတိုင်းကျွန်တော်တို့တိုက်ခဲ့တာပေါ့။အော်တကယ်ဖိုက်တာတွေကွာ။အဲ့အတွက်လည်းအဖွဲ့တွေကညှင်းညူလားမညှင်းညူအေးစေးပဲ။မညှင်းညူဘူးအခုဒီတိုင်းအေးစေးစေးပဲ။ဒါမဲ့အစိုးရင်တာပေါ့အခုရဒီတိုင်းအဲ့လိုအဲ့လိုအမဟိုဟာဒီကပါခဲ့လို့ရှင်တော့မှကျွန်တော်တို့အနေနဲ့အမားခံနေတာအခုဒီဟာဆိုတော့ကျွန်တော်တို့တခုမှမားခဲ့လို့ရှင်တော့မှအမားမခံဘူးကျွန်တော်တို့အသက်နဲ့ ညီတာကိုကိုအသက်အန္တရာယ်နီးစက်တော့ကြောက်။အော်အေးပါနော်။အဲ့တော့အော်ရက်တောင်ဘလောက်မှမကြံတော့ဘူးနော်။ဒါဒါညီတို့ပြန်လာတဲ့အချိန်မှာဒါပြည်သူတွေပြည်သူတွေကြိုကြရလေနော်။အဲကိုတွေ့ရပြည်သူတွေအဲအများကြီးပဲကြိုကြရတယ်အဲ့လိုဝတ်ဘယ်လိုပြောမလဲဝမ်းနဲ့ဝမ်းသာကြီးကွာကြည်နူးစရာကြီးကွာ။အဲ့ကြကိုတို့အဝေးကနေပြီးတော့မြင်ရတဲ့သူတော်မှအဲ့လိုဖြစ်တယ်ဆိုညီတို့ကိုယ်တိုင်ကရောဘလို့ခံစားရလဲဒီပြည်သူတွေကြိုဆိုတဲ့အပေါ်မှာဘလို့ဘလို့မျိုးဖြစ်လဲ ကျွန်တော်တို့အနေနဲ့ဝမ်းသာပေါ့ဒါပေမဲ့ကျွန်တော်အရင်မှအဲ့လိုကြာတော့တဲ့ရဲဘုံလေ။အော်ငါတို့ဘက်မှာကဒီလိုမျိုးကြီးကျိုးနေတာဆိုတော့လေသူ့ကိုလည်းကျွန်တော်အမြင်သိချင်းနဲ့အခုပြောလို့ပဲကျွန်တော်တို့လည်းဝမ်းနဲ့ဝမ်းသာပေါ့သူ့ကိုလည်းဒီမှာကျွန်တော်တို့ပြန်တဲ့အချိန်မှာကအဲ့လိုဒီလိုမျိုးပြူတွေကျိုးနေအောင်သူ့ကိုလည်းပြည့်ပြည့်ချင်းနဲ့သူ့ဆိုလာကအကိုရာ ဟိုကျွန်တော်တို့ဟိုဘက်ကိုသွားကြရတော့ပြန်ကျင်တယ်အဲပြန်ကျင်တယ်အိမ်ထဲလဲဝင်နေဆိုတော့ပြန်ကျင်တယ်ပြန်ကျင်တယ်ပဲပြောနေတယ်ကလေးကိုသူကကြတော့ဟုတ်ပါပြန်ကျင်တယ်တကယ်တကယ်ပြန်ရတဲ့အချိန်မှာဘူးမပါတော့ကြတော့ကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးမကောင်းဘူးပေါ့ကွယ်စိတ်ထဲမှာတော့တော်တော်ကိုဝမ်းနေတာပေါ့ပြူရီကြိုတာဝမ်းတာတာတစ်ပိုင်းအဲ့ကန္နာဝမ်းနေတာတစ်ပိုင်းပေါ့အဲ့ပါညီရဲ့ပေါ်ရဲ့ပဲဆိုတော့ပူတော်ဆိုးမယ်ပေါ့နော်အာဟုတ်ကဲ့အခုဒါဒီဒီရဲဘော်တွေဆိုရလဲဒါခုနလိုပေါ့နော်သူတို့ရဲ့ပေးဆက်မှုတွေ အလားတတော့မဖြစ်စေရပါဘူးပေါ့နော်အဲဒီပြည်သူတွေရောအဲဒုလိုင်းတပ်ဖွဲ့ဝင်တွေရောဒါဥဆောင်သူတွေရောဒါထဲထဲတန်ကုန်ပြရမယ့်သူတွေပေါ့နော်အဲညွေးနေအခုလိုမျိုးလေးမှတ်တမ်းပုံစံလေးဖြစ်အောင်ပြောပြလို့လေကျေးဇူးတင်တယ်ပေါ့နော်ပြီးတော့ဒါ ဒါဒါဆိုအတွေ့အကြုံတွေများသွားပြီဗောနော်တွေ့ကြုံတွေရှိသွားပြီဟိုပြည်သူတွေကกว่าဟိုညီတို့နယ်ဘက်မှာမဟုတ်တဲ့မျိုးသိန်းဗောနော်အခြားနယ်မှာသွားပြီးတော့တင်ရတဲ့မျိုးသိန်းဒီမျိုးသိန်းကိုအောင်ပွဲခံပြီးတော့ပြန်လာတဲ့သူတွေကိုတော့မှဒီလောက်အထိပျော်ပျော်ရွှင်ရွှင်နဲ့ကြိုးဆိုတာဆိုတော့ညီလေးတို့နယ်ဘက်တွေမှာသာဒီလိုမျိုးသိန်းတွေတင်နိုင်ခဲ့ရင်ပြည်သူတွေဘယ်လောက်ပျော်မလဲဗောနော်အဲ့ဒါအဲ့ဒါလေးလည်းလောက်အောင်ပြောပါဘယ်လိုရှိလဲဗော ကျွန်တော်တို့ဘက်ကပြည်သူတွေကဆိုရင်တော့အခုပြောလို့ပဲတခြားဘက်မှာသွားတိန်နေတယ်သူတို့လောက်ကိုပြောနေကျွန်တော်တို့ဘက်မှာအနီးအနားမျိုးသိမ်းမှာတိန်နိုင်ကြလို့ရှင်သူတို့ဒီထက်ပိုပြီးအများကြီးဝမ်းတာမယ်ထင်တာပဲကျွန်တော်အထင်ကတော့အများကြီးလည်းပြောမယ်ထင်တယ်အခုသူတို့အနေနဲ့အခုချိန်မှာတော့တောင်းတောင်းဖျားဖျားဖြစ်နေကျွန်တော်တို့ဘက်ချမ်းမာတာကျွန်တော်တို့ဘက်မှာရှိတဲ့မျိုးကိုလည်းကျွန်တော်သိမ်းနိုင်ကြလို့ရှင်သူတို့အနေနဲ့တအားကိုအားရခုန်ယူဝမ်းတာမှာပေါ့အေးပေါ့နော်အဲ ဒါဖြစ်လာပါပါမျိုးတို့ဒီလောက်စိတ်အားထက်သန်နေရပါတော့အဲခုနမပြည့်စုံမှုတွေကိုလည်းဒါဖြည့်သိပြီးတော့တနေ့ဒီလောက်တော့ဖြည့်ဆည်းပေးကြမှာပါနော်ဟုတ်ကဲ့အခုအခုလည်းတော်တော်များများအရင်လိုမဟုတ်တဲ့အကြောင်းတော်တော်များများလည်းပြည့်စုံနေဖြစ်တဲ့အကြောင်းဖြစ်လာမှာပါအဲ့ဒီကဖြစ်လာအောင်ပါနော်အဲ့တော့ညီလေးဟိုဟာမေးချင်တာဒီတော်လန်ရေးပေါ်မှာညီလေးဘယ်လောက်ထိယုံကြည်ထားလဲဒီခုຫນွေလူຫນွေလူတော်လန်ရေးကိုဘယ်လောက်ထိယုံကြည်တာလဲဆိုတော့ကျွန်တော်နဲ့အဲ့လိုမျိုးပေါ့ကျွန်တော်နဲ့ညီကိုတယောက်ရှိရေပေါ့ဒီထဲမှာဝင်တာ ်ဟုတ်ကဲ့ဒီယောက်ရှိရဲသူကအသူကကြတော့ထွက်သွားပြီပေါ့နော်ထွက်သွားပြီဒီထဲကနေတော့ထွက်သွားပြီအဲ့မှာကဟိုမှာအရင်တော့ငါပေါ့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဦးလေးရောပါတာ ਉਹ မျိုးဒီကောင်ဟိုလှုပ်လိုက်ခံရခံရမှာဆိုတော့အော် तू ကတော့ငါညီထွက်ခဲအခုရှိရအခုစီကိုလာခဲ့ဒါမှမဟုတ်ကျွန်တော်ကတော့မလာနိုင်ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်ယုံကြည်လို့ကျွန်တော်မကြိုက်လို့ ဒီခန္ဓာကြီးကိုမကြိုက်လို့ကျွန်တော်လုတ်ခဲ့ရကျွန်တော်အနေနဲ့ကဒီဒေါ်လန်ကြီးပုံမှာယုံကြည်ချက်တွေအများကြီးရှိတယ်ကျွန်တော်တော့မလုံနိုင်ဘူးမထွက်နိုင်ဘူးပေါ့အဲ့လိုဩတုံးကအခုလုံးလွတ်မြောက်ပြီးအောင်မြင်ပြီဆိုမှပဲနားယူရင်ယူမယ်နော်ဟုတ်ကဲ့အခုဟုတ်တယ်အခုအဲ့တော့ဒါဒါကကြတော့အခုတိတိချင်လို့မေးတဲ့ဟာလေးပါအဓိကအဲ့လိုအဲကိုရေးကိုလာလည်းဖြစ်ဖြစ်ပေါ့အဲဒီအခုဒီဒေါ်လန်ကြီးဒီအောင်မြင်ပြီးသွားပြီဆိုတဲ့အချိန်ကြရင်ပေါ့နော်ဒီနေ့အောင်မြင်သွားပြီညလိုချင်တဲ့ အဲလွတ်လပ်မှုတွေလည်းရအောင်ယူပေးနိုင်ခဲ့ပြီးပြည်သူတွေလည်းလွတ်မြောက်သွားပြီဆိုတဲ့အချိန်ကျရင်ဒီလေးပထမဆုံးလှုပ်ရှင်တဲ့ဆန္ဒကဘာဖြစ်မလဲပထမဆုံးလှုပ်ရှင်တဲ့ဆန္ဒကတော့ကျွန်တော်အဖေနဲ့အမေကိုလှုပ်ပြေးခြင်းနဲ့ပေါ့ကျွန်တော်ကအသက် ပြီးတော့ကျတော့ပြီးတော့အပြင်မှာကလည်းဘာမှအတွေ့အကြုံမရှိခဲ့ဘူးကိုဒီတည်းရောက်ခံကြမှာပဲကျွန်တော်19နှစ်မပြည့်ခင်တော့ဝင်လာကို19နှစ်မပြည့်ခင်တော့ဝင်လာအခုကျွန်တော်21ရှိသွားပြီကျွန်တော်19နှစ်မပြည့်ခင်ဆိုအဲ့ပေါ့3နှစ်ကျော်သွားပြီကိုဒီချက်ဝင်လာ အပြင်အတွေ့အကြုံလည်းမရှိသေးဘူးကျွန်တော်အနေနဲ့က78ပြည်ပြီးကားသားပေါ့19နည်းနဲ့78ချိုင်းမှာဝင်ခဲ့တဲ့ကြောင့်အပြင်အတွေ့အကြုံရောမိပြလာပြီးရောကျွန်တော်တခုမှမလုပ်မပြီးခဲ့ရဘူးအဲကြောင့်ဒါကြီးပြီးရနဲ့မင်းနဲ့အဖေကိုလုပ်ကြည့်ချင်တာပေါ့ဩအေးချို့ဟုတ်ကောင်းတယ်ကွာမင်းနဲ့ဖေကလည်းပျော်နေမှာပါနော်ပြီးတော့ကျတော့ဒါပြည်သူတွေကလည်းဒါအများအကြီးပေါ့နော်ဟိုတိုင်းပြည်အတွက်ပြည်သူအတွက်လုံးဝကိုကြိုးစွန်ပြီးတော့အသက်တွေပါပြီးပြီးတော့တိုက်ပွဲဝင်ပေးနေတာဖြစ်တဲ့အတွက် များကြီးကိုဂုဏ်ယူကြပါပါဒါမိဘရေလည်းညီအစ်မိဘရေလည်းဂုဏ်ယူကြပါပါနော်အဖေနဲ့မိလည်းပြီးတော့ညီလေးကိုအခုလိုမျိုးဒါလုံးဝညီလေးရဲ့ဆန္ဒကိုခွင့်မပြုချင်တာတောင်မှပဲညီလေးလုံမယ်ဆိုတဲ့အချိန်ကျတော့ဒါကိုယ်တိုင်ကိုယ်ချက်လိုက်ဖို့ပေးတဲ့မိဘတွေကိုလည်းကိုယ်ကခြေစွတင်တယ်ပါနော်အခြေစွတင်တယ်တကယ်ချစ်ဖို့ကောင်းတဲ့မိဘတွေပါနော်အဲ့တော့ညီလေးတေချာပါညီဆန္ဒပြည့်ပါပါပါနော်ပြီးတော့အဲဒီဒီဒီတွေးဆမှုလေးရဲ့အဆုံးတက်နေနေပါနော်ညီပြည်သူတွေကိုဒါအခုပေါ့နော်အာ ဒီတော်လိုင်းကိုထောက်ခံနေတဲ့ပြည်သူတွေပေါ့နော်ချို့ဆိုလဲအရန်ပင်မန်းကြချို့ဆိုလဲအရန်ခက်ခဲနေကြပြီပေါ့နော်ပြီးတော့ဒါလင်းရင်တန်ဘုံနဲ့နေကြားထဲမှာပေါ့နော်အသက်တွေဆုံးရှုံးသွားတဲ့ပြည်သူတွေလည်းအများကြီးရှိဒီကြားထဲမှာဒါညီလေးတို့ကိုထောက်ခံကူဆိုနေတဲ့နောက်မှာရှိတဲ့ပြည်သူတွေကိုညီလေးပါပြောခြင်းပြောကျင်တယ်ဆိုတော့ပြည်သူတွေအနေနဲ့လည်းပေါ့အခုလည်းသူတို့ယုံကြည်လို့လုပ်ပေးနေတယ်ဆိုတော့ခြားရက်ကအဲ့လိုသွေးခွဲစကားတွေကြောင်းလဲအဲ့လိုမျိုးကျွန်တော်တို့အပေါ်မှာအယုံကြည်ပြတ်မသွားစေဘူးပေါ့ အဲပြည်သူတွေရောယုံကြည်ကျွန်တော်တို့လည်းအတူတူပြည်သူတွေရောယုံကြည်မှကျွန်တော်တို့လိုချင်တဲ့ပန်းနယ်ကိုရောက်မှာပေါ့ပြီးတော့တချို့အရာရဲ့ဆိုတော့တွေ့ရပါတယ်တချို့တွေ့ခွဲတဲ့လူတွေ line mode တွေမှာလည်းတွေ့ရတယ်မီဒီယာတွေပေါ်မှာလည်းတွေ့ရတယ်ပေါ့နော်အခုအဲ့လိုစကားတွေကြောင်းလဲပြည်သူတွေအနေနဲ့ဘယ်ဟာအလုံးမလုံးဘူးဘယ်အခွင့်အရေးဘလို့အလုံးမလုံးဘူးအဲ့လိုမျိုးတွေလည်းလောလောကူကူနဲ့တော့မယုံစည်ခြင်းပေါ့ကျွန်တော်တို့ MOD NUG လက်အောက်မှာလုပ်နေတဲ့တန်ရင်းတွေရှိရယ်ပခပိုင်လည်းရှိရယ်တခြားအဖွဲ့အစည်း local တွေလည်းရှိရယ်ပေါ့ အဲကိုယ့်အလုပ်ကိုကိုယ့်အနေကိုကိုယ်တော့အလုပ်တော့လုပ်နေကြကျွန်တော်တို့ဆိုရင်လည်းကျွန်တော်တို့တိုင်ရင်အနေနဲ့ကျွန်တော်တခြားဘက်မှာတာဝန်ခုနလထမ်းဆောင်ခဲ့ပြီးပြီအဲတော့အဖွဲ့အစည်းအဖွဲ့အစည်းတိုင်းမှာတော့အလုပ်ကတော့သူ့အလုပ်နဲ့သူလုပ်နေကြပေါ့နော်ပြီးတော့ကြတော့အခုအချိန်ကဘာလင်းနေနေရွာလေးချိန်ပဲတောက်လျှောက်ကျင်းနေပြီးသူတွေအနေနဲ့လည်းလေချောင်းတဲနေကိုအမြဲတမ်းနားဆွပြီးတော့ view ဆိုင်ကြပါလို့မှာကျင်တာအဲကြအခုလိုမျိုးဒါဖြည့်ပေးရအတွက်တကယ်ကျေးဇူးတင်တယ်အဲပြီးတော့ဒါပြည်သူတွေအတွက်ပေါ့နော် အဲကိုရဲ့ဒါအသက်ခံတာတွေတော့ဆုံပြီးတော့တိုက်ပွဲဝင်ပေးနေတဲ့အတွက်လည်းတကယ်ကျေးဇူးတင်လေးစားတယ်ပေါ့နော်အဲပြီးတော့ရှေ့ဆက်ပြီးတော့လည်းပူပြီး queue size ခြင်းနဲ့လုံချိုကြီးကျမ်းမာကြီးအကုန်ပေါ့နော်ပြီးတော့ညီလေးတက်ဆုံမှုဖြစ်တဲ့အတွက်ညီလေးအောက်မှာရှိရဲ့ခြေပေါ်ရေဘက်တွေကိုလည်း queue size ပေးပါပေါ့နော်အဲပြီးတော့အဲပို့ပြီးတော့ကျမ်းမာအောင်နေပေးပါအဲပြီးတော့လုံချိုအောင်နေပေးပါပေါ့နော်ဟုတ်ကဲ့ဗျာအကူဟုတ်ကျေးဇူးတင်ပါတယ်အကူကျွန်တော်အနေနဲ့ခိုင်းတယ်ဒီတိုင်းကျွန်တော်ပထမအဦးဆုံးဖြည့်ဘူးတဲ့ဟာဆိုတော့အမားတွေပါရေးပါသွားရင်အကူအနေနဲ့နားလည်ပေးပါလို့ ငါဟာပြည်သူတရားနားလည်ပြီးသားကိုရောပြည်သူတွေပဲအဲ့တော့じゃနားလည်ပြီးသားတို့ညီလေးတို့မျက်လာလေးမြင်ရရင်ကိုကျေနပ်တယ်အဲမင်းတို့ပြုံးလေးမြင်ရရင်ကိုကျေနပ်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့အခုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်